အားလုံးစင်ပြေကြရလားဗျဒီကျွန်တော်ကလည်းဒီတခြားကိစ္စရုံနဲ့ပေါ့နော်ဒီသတင်းတွေလည်းမပြောပြလို့ပို့ပြီးတော့ကြတော့ဒီမနက်မှာဒီ15930ပြန်ပွဲကိုကျွန်တော်တော့ကြည့်ဖို့လဲစီစဉ်ထားတော့ဒီကြားထဲမှာပေါ့နော်ကျွန်တော်ပြောစရာသတင်းတွေလည်းများနေရပေါ့နော်ပြီးတော့ကြတော့ပြည်သက်တွေလည်းသတင်းတွေလွတ်သွားမှာစိုးလို့ပေါ့အဲ့တော့ဟိုဒီကနေ့တော့ဒီကျွန်တော်တို့ငလျင်ဘေးတင့်ဒီပြည်သူတွေကိုထောက်ပံ့ကူညီတဲ့သတင်းတွေရောပြောမယ်ဒီမြန်မာပြည်က fighter တချို့ရဲ့သတင်းတွေကိုလည်းပြောမယ်အဲပြီးတော့ကြတော့ဒီ UFC ကပေါ့နော် UFC ကသတင်းတွေကိုလည်းပြောမယ်ဗျအဲ့ဒီအတွက်ကျွန်တော်နိုင်ငံသားတွေပေါ့နော်ဒီလိုအကုန်လုံးခံစားနေရတဲ့အခြေမျိုးမှာပေါ့နော်ဒီသတင်းတွေတော့ကျွန်တော်အမှန်တမ်းပြောရင်တော့ဖြောပြေးသတင်းတွေတော့ကျွန်တော်မပြောချင်ဘူးပေါ့နော်မပြောချင်ပေမဲ့ဟိုကျွန်တော်ရဲ့အလုပ်တစ်ခုပေါ့နော်ဒီကျွန်တော်ဓာရီကြီးပဲခံစားနေရမှာတော့မဟုတ်တဲ့အတွက်ပေါ့နော်အဲ့တော့ဟို ပြည်သက်တွေသိချင်တဲ့တချို့ပြည်သက်တွေတော့ကြည့်လို့ရတယ်ဆိုတဲ့သဘောမျိုးနဲ့ပဲကျွန်တော်ပြောရပါဦးစားပေးသိစေချင်တဲ့ပုံစံမျိုးတော့ပြောရမှာမဟုတ်ပါဘူးအဲ့တော့ဒီ marshal နဲ့ပတ်သက်တဲ့သတင်းတွေရောတော့နောက်ပိုင်းကျမှကျွန်တော်ပြောသွားမယ်ပေါ့နော်လောလောဆယ်တော့ဒီကျွန်တော်တို့ဟိုဒီမြန်မာ fighter တချို့ရဲ့ပွဲသတင်းတွေအဲပြီးတော့ကြာတော့ဟိုဒီငလင်ဘေးကုညီတဲ့အကြောင်းအရာတွေပေါ့နော်နိုင်ငံတကာကကုညီတဲ့သတင်းတွေပေါ့အဲ့အဲ့ဒါလေးတွေအရင်ဆုံးကျွန်တော်ဦးစားပေးပြောပြချင်ပါတယ် ဒီ one championship ကပေါ့เนาะဒီကျွန်တော်တို့ငလျင်းလှုပ်ခတ်ပြီးနောက်ပိုင်းသူတို့ရဲ့ပြိုင်ပွဲတွေကိုတရားဝင်ပြန်ပြီးစကျင်းပနေပြီပေါ့เนาะမင်းညာကဆိုရင် 135, 103ပြိုင်ပွဲကျင်းပသွားတယ်အဲအဲ့တော့ဒီမနက်မှာဆိုရင်လည်းဒီ1530ပြိုင်ပွဲဆက်ပြီးကျင်းပမယ်ပေါ့เนาะအဲ့တော့ဟိုစက်တိုက်အနေနဲ့ပေါ့เนาะ one championship ကဒီ155 103ပြိုင်ပွဲပြီးထပ်ပြီးတော့ကျင်းပမယ်ပြိုင်ပွဲက155 104ပေါ့เนาะ104ပြီးရင်နောက်ထပ်105 ကျင်းပမယ်ပေါ့နော်အဲ့လိုကျင်းပမယ်တော့ဇက်တိုက်ပွဲတွေချပြနေပြီပေါ့နော်ဒီချပြနေတဲ့အနေထားမှာပေါ့နော်ဒီလာမယ့်ရှေ့လာမယ့်တောက်ကြနေပေါ့နော် April 17ရက်ပေါ့နော်အဲ့17ရက်နေ့မှာကျင်းပမယ့်135 104ပြိုင်ပွဲမှာကျွန်တော်တို့မြန်မာကိုစားပြု Fighter Sunrack ပွဲပါလာတယ်ပေါ့နော်ပြီးတော့ကြတော့ကျွန်တော်ကြားတာပေါ့နော်ဟိုဒီတကြံကာလပြီပေါ့နော်135 105ပေါ့နော်ဒီ April 17ရက်နေ့မှာကျင်းပမယ့် ပြိုင်ပွဲမှာလည်းမြန်မာ fighter တယောက်ပွဲပါတယ်လို့ကြားတယ်အဲဒီဆက်ဆက်နေတော့ပြောရရင်ပေါ့နော်ကျွန်တော်တို့ bronica ရဲ့ပွဲကလည်းအရင်နီးဆက်နေပြီနေချင်းညာချင်းပွဲချပြတာမျိုးလည်းဖြစ်နိုင်တယ်အဲ online ဆန်းကတော့ပွဲဝေးသေးတယ်ပေါ့နော်ကျွန်တော်ကြားတာတော့အဲဒီ July August ဝန်းကျင်လောက်မှာဒီ online ဆန်းပွဲကတော့လာမယ်လို့ကြားတယ်ဒါပေမဲ့ barrel ပွဲရှိမယ်ဒီလာထဲမှာ တန့်စင်ပွဲရှိမယ်ပေါ့နော်မကြခင်ချပြမယ်လို့ကျွန်တော်တော့ညှော်လင့်တယ်ပေါ့နော်အဲလက်ရှိကတော့ဒီရှေ့တစ်ဘက်တောက်ကြနေမှာဆရက်ပွဲရှိတယ်ဆရက်ပွဲကဒီကျွန်တော်တို့မြန်မာကိုစားပြုဖိုက်တာတွေထဲမှာတော့ဆရက်ကလက်ရှိမှာနိုင်ပွဲဆက်လက်အများဆုံး155ပြန်ပွဲမှာလဲပွဲအရေအတွက်ထိုးခွင့်အများဆုံးရတဲ့ fighter ပေါ့နော်ပြီးတော့ကြာတော့ fedex ကိုစားပြုထိုးခွင့်ရတဲ့ရှာရှာပါပါမြန်မာပြည်ပွား fight မြန်မာ fighter ကိုစားပြု fighter ပေါ့နော်အဲ့တော့ mm fedes ka di one championship ye di asia san no jing ne chin ba de pyan pwae ri ma adika sponsor pe de adwa di fedet goza view fighter phit ni lo tu le ဟိုပွဲအရင်မကျက်ဘူးသူနဲ့ Titan နဲ့ပြန်ဘက်တွေပဲဆက်တိုက်ထိုးခွင့်ရတယ်ပေါ့နော်အဲဒါပေမဲ့ထူးခြားတာက Sunrak ကနိုင်ငံတကာ fighter တွေနဲ့ချီလဲမဟုတ်ဘူး Asian Thai fighter တွေနဲ့လဲထိုးလာရပြီပေါ့နော်အဲ့တော့ဒီတစ်ပတ်ကျင်းပမဲ့ပြိုင်ပွဲမှာပေါ့နော်135 101 135 104ပြန်ပွဲမှာဆိုရင်ဆွန်ရက်ကဒီထိုင်းကပေါ့နော်ထိုင်းဖိုက်တာကွန်ဖုံနိုင်နဲ့ထိုးရမယ်ပေါ့နော်ဒီသူတို့ဒီပိုစတာထုတ်ထားတဲ့ကာဗာဖိုတိုမှာတော့ဆွန်ရက်ရဲ့ဘွဲပါတယ်အဲ့တော့ပြောချင်တာကဆွန်ရက်ရဲ့ဘွဲကအရေးပါတဲ့ဘွဲတစ်ဘွဲအနေနဲ့ချင်းပါတာအဲနောက်ထပ်ကျွန်တော်မြင်တာကပေါ့နော်ဆွန်ရက်ကဒေါ်လာတသိန်းနဲ့စာချုပ်ရဖို့ကအတော်နှီးဆက်နေတဲ့အနေထားမို့လို့နောက်တစ်ကြိမ်ထပ်ပြီးတော့စူးစမ်းခွင့်ရမယ်ပုံစံမျိုးလို့ကျွန်တော်ကနားလဲတယ် အဲဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့လက်ရှိနိုင်ပွဲဆက်စံချိန်မှတ်တမ်းက၅ပွဲအထိရှိနေပြီအဲ Fedex ကိုစားပြု Fighter ဖြစ်နေတဲ့အတွက်လဲဟို promotion ဘက်ကတခုခုပြန်ပြီးတော့ဖြစ်စေခြင်းနဲ့ပုံစံရှိတယ်ဘာဖြစ်လို့လဲဆိုတော့ Fedex ကိုစားပြု Fighter တွေထဲမှာလက်ရှိ Stand Fedex ကလွဲရင်တခြား Fighter တွေကအရင်ကြီးရလက်ကောင်းကြသူတွေမဟုတ်ဘူးဟို Sunrack ပဲရလက်တည်ငိမ့်နေပေါ့နော်အဲ့တော့ဒီနေထားမှာဟိုနောက်ထပ်ဒေါ်လာတသိန်းနဲ့စာချုပ်ကန်ဆယ်မဲ့ရရမဲ့အနေထားလို့ကျွန်တော်အဲ့လိုမြင်တယ် ခွန်ဖုန်နိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောလို့ရတာတစ်ခုကဟိုကျွန်တော်ကြားမိတာပေါ့နော်ကလကနောက်ကွယ်မှာကြားမိတာကခွန်ဖုန်နိုင်နဲ့စတဲတာကဆွန်ရက်မဟုတ်ဘူးမြန်မာပြည်ကဖိုက်တာတောင်းနဲ့တဲတယ်ပွဲမဖြစ်လိုက်ဘူးဘလို့ကြောင့်မို့ပွဲမဖြစ်လဲဆိုတော့ကျွန်တော်လည်းမပြောပြတတ်ဘူးပေါ့နော်ဒါပေမဲ့အဲအဖိုက်တာနဲ့ပွဲမဖြစ်ပဲဆွန်ရက်နဲ့ပွဲဖြစ်သွားတယ်ခွန်ဖုန်နိုင်ကဒီ155ပြိုင်ပွဲမှာစုစုပေါင်း6ပွဲထိုးဘူးတယ် လေးပွဲနိုင်တဲ့နှစ်ပွဲရှုံးတယ်နောက်ဆုံးထိုးတဲ့၅ပွဲမှာဆိုရင်လေးပွဲနိုင်တစ်ပွဲရှုံးပေါ့เนาะအဲ့လိုဖိုက်တာမျိုးဟိုပြီးတော့ကျွန်တော်တို့ပြိသက်တွေနဲ့လည်းတိတ်ပြီးဟိုအရင်ကြီးကင်းကွာနေတဲ့သူမဟုတ်ဘူးသူကဘာလုပ်လဲဆိုတော့ဒီဒီဆိုလင်းကိုနိုင်ထားတဲ့ဆက်ဆန်ပေါ့เนาะဆက်ဆန်ရဲ့ညီပေါ့เนาะညီရင်ပေါ့เนาะအဲ့တော့ဆက်ဆန်ရဲ့ညီဆွန်ရက်နဲ့တွေ့မယ်အဲဆွန်ရက်ကတော့ဒီ155ပြိုင်ပွဲမှာ စစ်ပောင်ဆယ်ပွဲအထိထိုးထားပြီးပြီးထိုးခွင့်ရထားပြီးပြီးအရေးပွဲရေးအတွက်တော်တော်များတယ်နိုင်ပွဲ၅ပွဲဆက်ထားတယ်လက်ရှိမြန်မာကိုစားပြုဖိုက်တာတွေထဲမှာဆိုရင်နိုင်ပွဲဆက်အများဆုံးစံချိန်မှတ်တမ်းလို့တောင်ပြောလို့ရတယ်အဲဒွေလင်းထက်က2025ခုနှစ်ထဲမှာနိုင်ပွဲဆက်တဲ့ပထမဆုံးမြန်မာဖိုက်တာဆွန်ရက်ကတော့လက်ရှိမှာနိုင်ပွဲဆက်အများဆုံးရယူထားတဲ့မြန်မာကိုစားပြုဖိုက်တာပေါ့နော်အဲ့တော့ဒီဘက်တောက်ကြနေကြရင်တော့ဒီဆွန်ရက်ပွဲရှိမယ် ဒီပွဲနဲ့ပတ်သက်ပြီးဒီညနေပိုင်းမှာ one championship ကတရဝင်ပွဲအပြည့်စုံထုတ်ပြီးကြီးညာလာနိုင်တယ်အဲ့တော့မြန်မာ fighter နောက်ထပ်ဘယ်သူတွေရဲ့ပွဲပါလာနိုင်သေးလဲဆိုတော့နည်းနည်းလေးတော့စောင့်ကြည့်ခြင်းနေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကြားတဲ့သတင်းကနည်းနည်းမသေးချာလို့ပေါ့နော်အဲ့တော့ဟိုထပ်ပါမလားမပါဘူးလားပေါ့နော်ဟိုဘယ်တော့ပွဲရလဲအတော်ကြီးနင်းနေလို့မဟုတ်အဲ့တော့နည်းနည်းတော့စောင့်ကြည့်ခြင်းနေတယ်အရင်ကတော့မသေးချာဘူးဟိုဒါပေမဲ့ဒီဆွန်ရက်အနေနဲ့ဒီနောက်ထပ်ကြိမ်စူးစမ်းခွင့်အနေထားမှာဘယ်လောက်ထိလုတ်သွားမလဲဆိုတော့ ကျွန်တော်ဒေချာပေါ့စောင့်ကြည့်ရမယ်ပေါ့နော်အဲ့အကြောင်းလေးကျွန်တော်ဒါဥဖြပြပြောပြပေါ့နော်ကျွန်တော်တို့ဒီ fighter တွေရဲ့အကြောင်းပေါ့သတင်းတွေပေါ့နော်အဲ့တော့နောက်ထပ်ပြောပြချင်တာကဒီ Sua Black ပေါ့နော် Sua Black ကကျွန်တော်ဒီမြန်မာ sport facebook page မှာတော့အဲ့ဒီအကြောင်းကိုကျွန်တော် ပြောပြပြီးပြီ Sua Black ကသူဒီ one championship မှာထိုးတဲ့လက်အေးရယ်သူ whip ပြီးတော့ထိုးခဲ့တဲ့ဘောင်းမီရယ်ကိုလေးလံတင်လိုက်တယ်အဲ ကျွန်တော်တို့ champion စီမတက်မတ်ထားဘူးဒီလိုလေးလံတင်မိုးကိစ္စကိုကျွန်တော်တို့ဟိုကလကနောက်ွယ်မှာတော့ကျွန်တော်ရဲ့ so ac ရဲ့ super black ရဲ့ဆွေးနွေးနေရကြာပြီပေါ့နော်ကျွန်တော်ကလည်းတခြားကိစ္စတွေရှိနေတဲ့အတွက်သူတို့လုတ်ပေးလုတ်ချင်တဲ့အချိန်တော့ကျွန်တော်မထုတ်ပေးနိုင်ဘူးအဲကျွန်တော်အားတဲ့အချိန်ကျတော့လည်းသူတို့နဲ့ပြန်ပြီးအချိန်ဆက်မမီဘူးအဲ့တော့မနေ့ကမှကျွန်တော်စီမှာလည်းပစ္စည်းပစ္စည်းတွေရောက်လာတယ်ပေါ့နော်ပစ္စည်းပစ္စည်းတွေရောက်လာတဲ့အတွက်ဟိုလက်ရောပေါင်းမီရောကျွန်တော်ပြပြီးတော့ဒီ Facebook ပေါ်မှာတော့တင်ပြီးပေါ့နော်ဟိုကျွန်တော်တို့ချန်ကင်းစီ မတက်မတ်ထားဘူးဟိုပြိတ်သက်တွေအနေနဲ့တကယ်စိတ်ဝင်စားတယ်ဒီ Super Black နဲ့လည်းဟိုဘူးတွေ့ပြီးတော့လှူကြံနေဆိုရင်ကျွန်တော်ဒီ Facebook page မြန်မာ page မှာကျွန်တော်ဗီဒီယိုတင်ထားတယ်အဲ့ဒီအောက်မှာ comment ဝင်ရေးပြီးတော့မိမိတို့တက်နိုင်တဲ့ပမာဏနဲ့ဝင်ပြီးတော့လေးလံဆွဲလို့ရတယ်အေး Super Black ကတော့ဟိုဘယ်လောက်ထိကြံကင်းပမာဏရမယ်လို့မတက်မတ်ထားဘူးပြီးတော့သူကဒီကနေရလာတဲ့ဝင်ငွေကိုလည်းသူထိမှာမဟုတ်ဘူးကျွန်တော်ဘက်သူအကုန်အပ်သွားတယ်ကျွန်တော်ကနေမှဒီ လေလံတင်ရောင်းချလို့ရတဲ့ငွေပေါ့နော်ဒီပစ္စည်းတွေကိုလည်းကျွန်တော်ကိုယ်တိုင်တာဝန်ယူပြီးတော့မြန်မာပြည်က fan စီရောက်တဲ့ဆိုလည်းမြန်မာပြည်က fan စီပို့မယ်နိုင်ငံတကာ fan စီရောက်တဲ့ဆိုလည်းနိုင်ငံတကာ fan နေစီကျွန်တော်ရောက်အောင်ပို့မယ်ပေါ့နော်ဒီရလာတဲ့ငွေကိုလည်းကျွန်တော်ကိုယ်တိုင်ပဲဟိုတကယ်ယုံကြည်ရတဲ့လမ်းကြောင်းတစ်ခုအနေနဲ့မြေပြင်အထိရောက်အောင်ကျွန်တော်ပဲတာဝန်ယူပြီးတော့ပို့ပေးရမယ်ပေါ့နော်အဲ့တော့ဒါတော့ဒီ YouTube အပြည့်တဲ့တွေကိုကျွန်တော် သတင်းစကားပါတာပေါ့နော်ကျွန်တော်တို့ဒီလိုလေးရှိတဲ့အဲစိတ်ဝင်စားတဲ့သူတွေအနေနဲ့ဒီမြန်မာ sport Facebook page မှာကျွန်တော်ပင်ထားတယ်ပေါ့နော်အဲ့ post အောက်မှာဝင်ပြီးတော့လေလံဆွဲလို့ရတယ်ဟိုပြောချင်တာတစ်ခုကတော့ပေါ့နော် Super Black ကဘယ်လို fighter လဲဆိုတော့ဒီကျွန်တော်တို့ငလင်ဖေးနဲ့ပတ်သက်ပြီးပေါ့နော်ဒီဝမ်းနေเจ้าနေစိတ်မကောင်းတဲ့အကြောင်းနေပြောတဲ့ fighter တွေဝမ်းချက်မျက်ရှင်မှာပေါ်ခဲ့တယ်အဲပထမဆုံးပေါ်လာတာက Kevin Pelican နောက်ထပ်ပေါ်လာတာက Bibiano Fernandez ပေါ့နော်အရင်ဆုံးအနေနဲ့ကတော့ဒီ One Championship Promotion ရဲ့ဥက္ကရာချက်ထရီရဲ့ကဒီ One နဲ့ကြောင်းအရင်ဆုံး stated တွေပေါ့နော်တို့ comment တွေမှာစာရေးကြတယ်ပြီးတော့ fighter တွေပြောလာတယ်ဒါပေမဲ့ဒီနိုင်ငံတကာက fighter တွေတဲမှာပေါ့နော်နိုင်ငံတကာက fighter တွေတဲမှာတော့ကျွန်တော်တို့ Ngalian Bay ကိုစပြီးပထမဆုံးခြေလန်းတဲ့ကွန်ကြီးလာတာကတော့ Sua Black ပဲဟိုထူးထူးခြားခြားနဲ့ကွန်ကြီးလာတယ်ပေါ့နော်အဲ့တော့ဟို အစောကတည်းကသူကလှူကျန်နေဆိုရအောင်ကျွန်တော်အမြဲတမ်းပြောနေတော့ကျွန်တော်ကပြည်သက်တွေကိုချပြခြင်းမိမဲ့အတိအကျမပါတော့ဟိုအခုမှချပြခွင့်ရပါဘောအဲ့တော့သူ့ရဲ့အခုလိုကိုညူလာတဲ့ဆန္ဒကိုလဲကျေးဇူးတင်တယ်ဒီလိုစိတ်ထားမျိုးလဲတကယ်လေးစားရပေါ့နော်နောက်တစ်ချက်ကသူကထိုင်းကရင်ဖိုက်တာဖြစ်ပေမဲ့ကျွန်တော်တို့မြန်မာအရေးနဲ့ပတ်သက်ရင်ပေါ့နော်သူအဲ့လိုလေးပေါ့နော်သူ့စိတ်မှာခံစားမှုအပြည့်ရှိတာကိုကျွန်တော်ကဝမ်းသာတယ်ဟိုမြန်မာပြည်ကရင်နေဆိုရင်လည်းတော်တော်ကြီးကို ိုဒီကိစ္စနဲ့ပတ်သက်ပြီးဟိုအသိပ္ပံပြုကြမယ်ထင်တယ်သူကိုယ်တိုင်လည်းဒီကျွန်တော် Facebook page မှာသူလှမ်းပြီးတော့ကျွန်တော်ဗီဒီယိုပို့ထားတဲ့အကြောင်းအရာမနော်ဒီဘာဖြစ်လို့ဒီလိုလေးလံတင်လိုက်ရလဲဆိုတော့သူရှင်းပြတဲ့အကြောင်းအရာလေးဗီဒီယိုအထဲမှာကျွန်တော်ထည့်ပေးထားတယ်သူကိုယ်တိုင်လည်းကရင်လိုပြောပေးထားတယ်ပေါ့နော်အဲ့တော့ဟိုထိုင်းကရင်ဖိုက်တာတယောက်ကကျွန်တော်တို့ငရင်ဘီကိုလှမ်းလူတဲ့အတွက်ကျေးဇူးတင်တယ်ပေါ့နော်တကယ်လို့ပြည်သက်တည်းထပ်ပြီးတော့သူ့ရဲ့ဒီကုညီခြင်းနဲ့ဆန္ဒအသိမှတ်ပြုခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ post ကိုလည်း share လို့ရတယ် ဟိုပို့ပြီးတော့မြင်တော့အောင်မနော်တော့ပြီးတော့ share လို့ရပါတယ်ခင်ဗျာဟိုနိုင်ငံက fighter တယောက်ကဒီလိုကူညီလာတဲ့အတွက်လည်းအရင်ကြီးကျေးဇူးတင်တယ်အဲဒါကတော့ဟိုသတင်းကောင်းဟိုပေါ့နော်ပြည်သက်တွေသတင်းကောင်းတစ်ခုပေါ့ဒီနောက်ထပ်ပေါ့နော်ဒီပြည်တွင်းကပြည်တွင်း fighter လေးပေါ့နော်ပြည်တွင်း fighter လေးတွေလည်းမြေပြင်ထိပ်သွားပြီးကူညီနေကြတယ် ဟို tournament တို့ညီကိုတွေဆိုလည်းမြေပြင်ရောက်နေပြီ tournament တို့ဒီတန်စင်တို့ညီကိုတွေဆိုလည်းမြေပြင်ထိသွားနေပြီပေါ့နော်ပုံစံမျိုးစုံနဲ့ကူညီနေကြတယ်တခြားကျွန်တော်လက်လက်မမီတဲ့ fighter တွေလည်းကူညီကြတယ်ဟိုဒီအေးမှာတော့ပေါ့နော်သူတို့လည်းဟိုပြည်သက်တွေဝန်းရံတဲ့လူလူဘယ်လိုပြောမလဲဒီသူချစ်တော် fighter တယောက်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့လည်းဟိုမမမမရှေ့ထွက်လာတဲ့အတွက်အတိမတ်ပြူတယ်လေးလေးလေးစားတယ်တကယ်လည်းအဲ့လိုပုံစံမျိုးဖြစ်တဲ့နယ်ပေါ့နော်ကျွန်တော်တို့အေးကြုံနေတဲ့အချိန်မှာပေါ့ အဲ့တော့နောက်ထပ်ဟိုနိုင်ငံတကာကထူးခြားတဲ့ပြောပြခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဒီ Asia Development Bank เนาะဘုနော် Asia Development Bank ADB ကကျွန်တော်တို့အတွက်ဒေါ်လာ3တန်းလှူလိုက်ပါတယ်အဲ့ဒီလှူလိုက်တာကဒီ WFP လို့ခေါ်တဲ့ World Food Program ပေါ့เนาะကမ္ဘာစားနပ်ရိက္ခာအဖွဲ့ကနေတဆင့်သူတို့ကလှူမယ်အဲ့ဒီ3တန်းကိုသူတို့ဖော်ပြတဲ့တရားဝင်ဖော်ပြချက်မှာကဒီငလေးရင်နောက်ဆက်တွဲကြောင့်ဖြစ်ပေါ်လာမယ့်အခြေအနေတွေကိုသူတို့စိုးရိမ်နေအဲ့ဒီအတွက်သူတို့ချက်ချင်းအရေးပေါ် ထပ်ပြီးရေးပေါ်ဒေါ်လာ3တန်းထုတ်လူလိုက်တယ်ပေါ့နော် ပြီးတော့ကြတော့ဟိုအချိန်နေပေါ်မူတည်ပြီးနောက်ထပ်ဘလို့တွေထပ်ပြီးကူညီအောင်မလဲဆိုတာကိုသူစက်ပြီးစောင့်ကြည့်မယ်ဆိုပြီးတော့ဒီအာရှ development bank ရဲ့အရှိတောင်အာရှအကြီးကဲရပေါ့နော်တရားဝင်ထုတ်ပြောသွားတယ်ပေါ့နော်ဒါကတော့အလှတန်းပေါ့နော် နောက်ထပ်လှူလာတဲ့နိုင်ငံတွေကတော့ဒိမက်ပေါ့နော်ဒိမက်ရှိမယ်ဒိမက်ကဒေါ်လာတသန်းခွဲလှူတယ်သူကတော့ပေါ့နော်ဒီကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကနေတဆင့်လှူမယ်ဆိုပြီးတော့ဖော်ပြထားတယ် ပြီးတော့တစ်ချိန်တည်းမှာပဲဒီမြန်မာပြည်သူတွေထပ်တူထပ်မြဝမ်းနေတယ်ဆိုတဲ့အကြောင်းကိုဒီရန်ကုန်မှာရှိတဲ့ဒိမတ်တန်ယုံကဘောနောသူတို့နိုင်ငံအလံကိုတဝက်ထီလွှန့်ထားတယ်ဒါကတော့သူတို့သူတို့နဲ့သူတို့ကဒီကျွန်တော်တို့နဲ့သူထပ်တူဝမ်းနေကြောင်းဘောနောကျွန်တော်တို့ကိုကျင်းစာတဲ့အကြောင်းပြသတဲ့အနေနဲ့သူတို့ဟောလောက်တယ်ပေါ့အဲ့တော့နောက်ထပ်သတင်းကောင်းတစ်ခုပေါ့နော်သတင်းကောင်းတစ်ခုကတော့ UNICEF ပေါ့နော်ကမ္ဘာကလေးငယ်များရန်ပုံငွေအဖွဲ့ကလှူဒန်းလိုက်တဲ့ပစ္စည်းတွေကမနေ့ကရောက်လာတယ်အဲ စုစုပေါင်းတန်800အထိပါတယ်လေရင်နဲ့ရောက်လာတယ်ဟိုဒီရိတ်ခါတွေသူတို့ကမ္ဘာနှစ်နှစ်မှာဖြန့်ကျက်ထားတဲ့ဈေးကနေအကုန်လုံးရွှေ့ပြီးတော့မြန်မာပြည်ကိုပို့လိုက်တယ်ပေါ့နော်အဲ့ဒီပို့လိုက်တဲ့ဟာတွေကိုမနေ့ကရန်ကုန်ရောက်တဲ့ရန်ကုန်ကနေမှထပ်ပြီးတော့ကားတွေနဲ့တဲ့ပြီးတော့သူတို့သတင်းမှတ်မှတ်တမ်းတွေထုတ်ထားတယ်ပေါ့နော်ဒီလိုအပ်တဲ့နေရာတွေပြန်ပို့မယ်ဆိုပြီးတော့ဟိုဒါကတော့သတင်းကောင်းတစ်ခုပေါ့ဟို UNICEF ကထပ်ပြီးတော့အကူအညီတွေရောက်လာတယ်ပေါ့နော်ဟိုနောက်တစ်ချက်ထပ်ပြီးတော့ပြောချင်တာကပေါ့နော်ဟို ဒီ UK ပေါ့နော် ကျွန်တော်ကျွန်တော်ပေါ့နော်ကျွန်တော်ဒီအခုလောမှာကျွန်တော်ဘာတွေအဓိက ကျွန်တော်ဒီကာလမှာအလုပ်ဖြစ်လဲဆိုတော့နိုင်ငံတကာကကျွန်တော်တို့ကိုဘယ်လိုကူညီလဲပေါ့နော်ဘယ်နိုင်ငံတွေကဘယ်လိုကူညီလဲဆိုတဲ့ဟာတွေကိုကျွန်တော်အဓိကထားပြီးတော့ကျွန်တော်စောင့်ကြည့်ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကမြေပြင်ထိလဲကျွန်တော်သွားလို့သွားနိုင်တဲ့အနေထားမရှိဘူးဟိုကျွန်တော်ဒီပေါ့နော်ဟုတ် အဝေးရနေပဲကျွန်တော်ကုညီလို့ရတဲ့အနေထားမှာငွေရေးကြေးရကျွန်တော်ကုညီတဲ့ဘိုင်းနေရှိတယ်ဒါပေမဲ့အဲ့လိုအဲ့လိုကြီးကြတော့ကျွန်တော်ထုတ်လည်းမပြောကြအောင်ဒါပေမဲ့နောက်ထပ်ပေါ်တော့ကျွန်တော်ဘာတတ်နိုင်လဲဆိုတော့ကျွန်တော်ကသတင်းအချက်လက်ကိုစိတ်ဝင်စားတဲ့သူဆိုတော့ဟိုသတင်းအချက်လက်ဘယ်သူကဘယ်လိုကုညီတယ်ဆိုတာတွေတော့ကျွန်တော်စောင့်ကြည့်ပြီးတော့ဟို page မှာတင်ပြတယ်ပေါ့နော်အဲ့လိုတင်ရင်တင်ရင်နဲ့သတိထားမိတာက UK ပေါ့နော် UK ရဲ့သတိထားမိတာကပြောရမြ ဟိုကျွန်တော်တို့ politics အနေထားကိုပြည်သက်တွေသိရဗျာအဲ့တော့အဲ့ဒီ politics ကြောင့်ကျွန်တော်မထိကြံဘူးဟိုကျွန်တော်လည်းလက်လှမ်းမှတ်မိပေါ့နော်ဒါသူတို့ဘယ်လိုဘယ်လိုဒါပေမဲ့ဟို UK ကမတူဘူးပေါ့နော်ဟိုရုရှားတရုတ် EU အမေရိကအပြိုင်တဲ့ပုံစံမျိုးရှိမယ်အဲ့ဒီကြားထဲမှာမှာသူတို့ဟိုကျွန်တော်မြန်မာပြည်ကိုကူညီတဲ့အနေထားမတူကြဘူးဗျာမတူကြတဲ့အနေထားမှာ UK က UK က EU နဲ့ ဒီ US နဲ့ပုံစံမျိုးမဟုတ်ဘူးဗျာဒီ EU နဲ့ US ကကူညီတယ်ဒါပေမဲ့ပမာဏနည်းတယ်ဒါပေမဲ့ UK ရဲ့အဲ့လိုမဟုတ်ဘူးဗျ UK ရဲ့ကျွန်တော်တို့ပေါ်လေးဟိုကျွန်တော်တို့ကသူတို့ရဲ့ colony ဟောင်းဖြစ်ခဲ့လို့လားမသိဘူးဗျကျွန်တော်ပေါ့နော်ဒီကုလသမဂ္ဂကဒီအစည်းအဝေးတွေတို့ဟိုမြန်မာပြည်အရေးတွေတို့ကြီးလိုက်မှဆိုရင် UK က envoy နေတာတော်တော်လေးတွတ်ကြွတယ်အခုအရေးမှလည်း UK ကပေါင်ဆယ်တန်းအထိကူညီတယ်ဗျကျွန်တော်တို့အတွက်ပေါ့နော်ကျွန်တော်တို့အတွက် အဲ့တော့ပြောရရင်ငွေကြေးပမာဏအရဆိုရင်တရုတ်ပြီးရင် UK အများဆုံးပဲကျွန်တော်တို့ကကူညီတာဟိုတရုတ်ကတော့ဟိုလူကိုယ်တိုင်လဲလာတဲ့အဖွဲ့တွေလည်းအများကြီးဆေလွတ်တယ်ဟိုပတ်စံလဲကူညီတယ်ပေါ့နော်ဒါပေမဲ့ UK ကအန်အော်ဒါအန်အားတင်တာပေါင်ဆယ်တန်းထိကူညီရပြအဲ့လိုပေါင်ဆယ်တန်းထိကူညီတဲ့အနေထားမှာဟိုဘလို့ဘလို့ကူညီတယ်ဆိုတော့ကျွန်တော်အသေးစိတ်မပြောတော့ပေါ့ဒါကဒပိုင်းပေါ့ကျွန်တော်ပြောချင်တဲ့အပိုင်းကမနေ့ကဆိုရင်အဲ UK ကဒီတဘာဝဘေးရိုင်းနဲ့ဆိုင်ရာဌာနက ဝန်နန်းဝန်နန်းနေပေါ့နော်စကော့လန်ပြည်သူတွေတချို့အဲ့ဒီကဝန်ကြီးတွေဆိုရင် ထုတ်ပြောနေရပေါ့နော်မြန်မာငလင်ပေးကွန်ကြီးဖို့ဟိုဟိုအလှူခံတဲ့ပုံတွေပါတခါထွက်လာတယ်ပေါ့နော်အဲ့တော့ UK လည်းကျွန်တော်တို့တော်တော်ကြီးကိုကူညီနေတယ်ဒါလေးပြည်သက်တွေကိုကျွန်တော်သိစေချင်တာပေါ့နော်သိစေချင်တာဆိုတော့ကျွန်တော်တို့မှတ်တမ်းပေါ့ကျွန်တော်တို့တကယ်ဒုက္ခရောက်တဲ့အချိန်မှာဟိုဘယ်သူတွေကဘယ်ဟာတွေမျှော်ကိုးပြီးဘယ်လိုကူညီလဲဘယ်သူတွေကတော့လက်ကိုမကြည့်ဘူးလဲဘယ်သူကတော့ဝတ်တဲခြေပဲကူညီလဲဆိုတဲ့အကြောင်းလေးသိရုံပါဟိုကျွန်တော်တို့ ਨੇ လက်လှမ်းမိတဲ့အကြောင်းအရာတွေတော့မဟုတ်ဘူးဒါကျွန်တော်ပြောပြရုံပေါ့နော်အဲ့တော့အဲ့လိုကူညီတယ်ပေါ့ဒီဆက်ပြီးပြောမယ့်အကြောင်းအရာကတော့ UFC သတင်းတွေပေါ့နော်အဲ့တော့ဒီအချိန်မှာစိတ်ဝင်စားတဲ့ သူတွေကတော့နားထောင်လို့ရတယ်စိတ်ဝင်စားဘူးဘာတွေလျှောက် ပြောနေရလဲကွာလို့ပြောရခြင်းလဲပြောကြပေါ့ကျွန်တော်တော့ခံယုံမဲ့ရှိတယ်ဒါပေမဲ့ဟိုတရင်လွတ်သွားမှာဆိုလို့ပေါ့နော်ဟိုအရင်ကြီးတော့အကျယ်ကြီးတော့မချဲ့ခြင်းဘူးဟိုတက်နိုင်လောက်ပေါ့နော်ကျွန်တော်လည်းတရင်တို့ထီုံလောက်ပေါ့နော်ကျွန်တော်အဲ့လိုပြောကြည့်မယ်ပေါ့နော်ဒီဘာဖြစ်လို့လဲဆိုတော့ဒီကျွန်တော်တို့ Joshua Ban ကဒီ Bruno Silva နဲ့ထိုးမှာက UFC 316ပေါ့နော်316မှာထိုးမယ်အဲ့တော့316မှာကဒီ John 9ရက်နေ့မှာကျင်းပါမယ်အဲ့တော့ ဒီ Joshua Ban ပါပြီးတော့ထိုးမဲ့ပွဲမှာပေါ့နော်ဘယ်သူတွေခေါင်းပွဲထိုးထားလိုက်လဲဆိုတဲ့အကြောင်းလေးပေါ့နော်အဲ့ဒီအကြောင်းကိုတနည်းကဒီ April 10ရက်နေ့ကပေါ့နော်ဟိုဥက္ကရာကြီး Dana White ကတရားဝင်ကြေညာတယ်ဟိုလုံးဝဟိုပေါ့နော်ထင်မှတ်မထားတဲ့ပွဲပေါ့နော်ဘယ်လိုပွဲလဲဆိုတော့ကောင်ပွဲက Marat Diballish Play နဲ့ Shawn O'Malley တို့ရဲ့မချေပွဲပေါ့နော်အဲ့တော့ပြောချင်တာကတခါလေးကျွန်တော်ကြားထဲမှာပြောတဲ့အချောင်းညာရှိရဗျာဘာလဲဆိုတော့ one championship ကပွဲတွေဆွဲဆောင်မှုမရှိဘူး UFC ကပွဲတွေပူမိုက်တယ်ပေါ့နော်ဟိုထိုင်လက်ထိုက်တန်တယ်ပေါ့နော်ဟိုမဟုတ်ဘူးလားဆိုတော့ဟုတ်ပါတယ်ဒါပေမဲ့ဒီဒီခေါင်းပွဲကျင်ညာလိုက်တော့ကျွန်တော်နည်းနည်းအပြည့်အဝမမှန်ဘူးလို့ပေါ့နော်ကျွန်တော်လည်းစိတ်ထဲခံစားရလို့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ okay maret developmently က champion ကပတ်ကာကွယ်ပွဲထိုးရတာမှန်တယ်ဒါပေမဲ့ရှောင်းဦးမဲလီကတကယ်ထိုက်တန်မီလားပေါ့နော်ရှောင်းဦးမဲလီကမချေပွဲရဖို့ထိုက်တန်မီလားပေါ့ဘာဖြစ်လို့လဲဆိုကြတော့သားဗျာ အိုမယ်လေးကကြားထဲမှာတပွဲလောက်နိုင်ပြီးလို့မို့ပြန်ပြီးမကြည့်ဘူးဟိုချန်ပီယံကပတ်စိန်ခုံးဝင်ရတယ်ဆိုရင်လည်းထားအခုကမာရက်ကချန်ပီယံဖြစ်ပြီးပြီဥမာဝနိုင်ပြီးပြီချန်ပီယံကာဝယ်ပွဲထိုးပြီးပြီပြီးတော့ရှောင်းအိုမယ်လေးနဲ့ပြန်တွေ့ရဆိုတော့ရှောင်းအိုမယ်လေးကချန်ပီယံကပတ်လက်လွတ်ပြီးတော့ဟိုရှုံးပြီးတော့ထပ်ပြီးတော့ချက်ချင်းချန်ပီယံကပတ်စိန်ခုံးဝင်ရတယ်ဆိုတော့နည်းနည်းပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲကျွန်တော်တို့မှန်းထားတဲ့ UFC နဲ့ပီဒန်ညင်းတော့ဟို မတူလို့ပေါ့နော်ကျွန်တော်တို့မှန်းထားတဲ့ UFC ကတကယ်အကြီးကြီးပဲဖန်နေပါဒါပေမဲ့ဒီဘက်ကနေပြသူတို့အမိခံထားတာကိုပရိုမိုရှင်းဆိုကြလဲတွားပြီးတော့အပြစ်ပြောလို့မရဘူးပေါ့လူပြိတ်သက်စိတ်ဝင်စားမယ်သူတို့တွေကြံလောက်မဲ့ပွဲပဲဖန်နေမယ်ပေါ့နောက်တစ်ချက်ပြန်စဉ်းစားလို့ရတာကဟိုသူတို့ကဒီလိုက်လှဲကြတဲ့နေနဲ့ဟိုချန်ပီယံစိန်ခေါ်ပွဲတွေဖန်နေဖန်နေတဲ့နေရာမှာဟိုဘန်နဝိတ်တန်ချန်ပီယံကပတ်စိန်ခေါ်ပွဲထဲဖို့အချိန်ရကြလာပြီပေါ့အဲ့လိုအချိန်မျိုးမှာမာရက်ကပေါ့နော်ဥမာ ဘနဝေတန်းအနေထားမှာကြည့်လိုက်ရင်လည်းမာရက်ကိုချန်ပီယံကပ်စိန်ခေါ်ဖို့ကဘူးမှလည်းမရှိပြန်ဘူးဟိုရှိတဲ့လူတွေလည်းနိုင်လိုက်ပြန်ရှုံးသွားလိုက်နိုင်လိုက်ပြန်ရှုံးသွားလိုက်ဆိုတော့ဥမာတယောက်ပဲရှိတဲ့အနေထားမှာပြန်ရှုံးသွားတော့ကြတော့အဲ့လိုဆိုကြတော့အဆင်မပြေဘူးပေါ့နော်အဲဖီဂီရိုကလည်းတက်မလာပျော်တရမ်းကြောင့်လည်းနောက်ပိုင်းတော့ပြန်ပြီးလက်လက်မှန်လာအဲ့တော့ပြောချင်တာကတခါလေးကြတော့ဟို promotion တွေလည်းဖြစ်တယ်လို့ပဲလှုပ်လှုပ်ကြရတယ်ဆိုတဲ့ပုံစံမျိုးအဓိကကတော့ပွဲကိုပုံမှန်ထုတ်ချင်တဲ့ချန်ပီယံစိန်ခေါ်ပွဲတွေပုံမှန်ထုတ်ချင်တဲ့ပေးပါဘူးပုံမှန်ထုတ်ချင်တဲ့ဆိုတော့ ဟိုပွဲမဖြစ်ဖြစ်အောင်ဖန်နေတယ်ပေါ့အဲ့တော့ပြောချင်တာကဟို UFC မှာလည်းဒီလို Greek side တွေရှိပါလားပေါ့ဟို One Championship ကတော့ဟိုပြည်သက်တွေအကုန်လုံးသိတယ်ဒါပေမဲ့ promotion ဆိုရဲသဘောတရားကဒီလိုမျိုးလားပေါ့ကျွန်တော်တို့ကဒီကစားနည်းမှာအခုမှစပြီးကျွန်တော်တို့လေးလာတင်ဆက်ကြတာဆိုတော့ promotion တွေဆိုတာဒီလိုမျိုးလားပေါ့နော်ချန်ပီယံကပဲစိန်ခေါ်ဝင်ရသည်ဖြစ်စေထိုက်တန်သည်ဖြစ်စေသူတို့အတွက်ကြံမဲ့ပွဲပေါ့နော်ဦးမယ်လီဆိုရင်ဒီအမေရိကမှာဆိုရင်သူက star fighter တယောက်ဆိုတော့ဟို မိသက်လွှမ်းမိုးမှုလည်းများတယ် follower လည်းများတယ်ပေါ့အဲ့တော့ Omelia အဲ့ကြောင့်ပြန်ရတာလားပေါ့ဘာပဲဖြစ်ဖြစ်ပါကျွန်တော်တို့ဒီခါလေးကြည့်ကျွန်တော်လက်ခံထားတဲ့ definition တွေကအပြည့်အဝမမှန်ဘူးပေါ့ promotion ဆိုတာဒါပါလားဆိုတာလေးသိစေချင်အောင်ကျွန်တော်ပြောပြရပါနောက်တစ်ချက်ကတော့ပေါ့နော်နောက်တစ်ပွဲကတော့ဟို Juliana Pagna နဲ့ Kayla Harrison ပွဲပေါ့နော် ဒီပွဲကတော့ပြောစရာမရှိဘူး Kayla Harrison ကဒီ PF fan ကရောက်လာကြတဲ့ဆက်တိုက်လက်ဆွမ်းပြတယ်အဲ့တော့ Juliana Pagna ဘယ်လိုပုံစံမျိုးဖြစ်မလဲပေါ့နော်ဟို Kayla Harrison ကဒီကနေဆက်ပြီးတော့ Champion ကပတ်တာတိမ့်လိုက်မယ်ဆိုရင်တော့ဟို PF fan က fighter တွေကလည်းအလားအလာတစ်ခုရှိတယ်ပေါ့နော်အတိုင်းအတာတစ်ခုတည်းရှိတယ်ဆိုတော့ကျွန်တော်လက်ခံမယ်ပြီးတော့ဟိုသူတို့အနေနဲ့ပေါ့နော်ဒီ Kayla Harrison ကဒီအမေရိကမှာဟိုငကိုကြတဲ့နာမည်တစ်လုံးရှိထားတော့ UFC ဘက်ကလည်းလိုချင်မယ်ပေါ့နော်ဒါလေးကတော့လက်ခံပေးလို့ရတယ်ဒီနောက်ထပ်ပြောပြချင်တဲ့သတင်းတစ်ပုဒ်ကတော့ပေါ့နော်ဒီမကြာခင်နီးလာပြီဖြစ်တဲ့ UFC 315ကအကြောင်းပေါ့နော်ဒီ UFC 315မှာကဒီ main card ပွဲစဉ်မှာကအစောတုန်းက Carlo Prada နဲ့ Jeffney ပွဲရှိတယ်ပေါ့နော်ဒါပေမဲ့ဒီပြီးခဲ့တဲ့ UFC Fight Night ပြိုင်ပွဲကျင်းပနဲ့အချိန်တုန်းက UFC ကအဲ့ဒီ UFC 315အတွက် main card ပွဲစဉ်တွေကိုချပြတယ် အဲ Jeffney နဲ့ Carlo Prades ပွဲမပါတော့ဘူးပေါ့နော်ဒီဆက်ဆက်သတင်းတွေမှာတော့ Jeffney ကဒဏ်ရာရသွားတယ်ရသွားတဲ့အတွက် Carlo Prades နဲ့ပွဲကပြတ်သွားတယ်ပေါ့နော်အဲ့အဲ့အတွက်ဒီပြိုင်ပွဲမှာမပါတော့ဘူးပေါ့နော်ချက်ချင်းဆိုသလို Carlo Prades ကဘယ်သူနဲ့ပွဲဖြစ်သွားလဲဆိုတော့ Ian Kevin နဲ့ပွဲဖြစ်သွားပါတယ် Ian Kevin နဲ့ပွဲဖြစ်သွားပြီးတော့ဘယ်မှာထိုးမှာလဲဆိုတော့ဒီ AP နောက်ဆုံးပတ်ပေါ့နော်ဒီ April 29မှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲမှာခေါင်းပွဲထိုးမယ်အဲ့တော့ ဒီပွဲတော်တော်ကျန်းနေဗျာတော်တော်ကျန်းနေဆိုတာဘာဖြစ်လို့လဲဆိုတော့ကာလိုပရဒက်အကြောင်းတော့ကျွန်တော်အထူးတလဲမပြောတော့ဘူး ENKV အကြောင်းလည်းမပြောတော့ဘူးဘာဖြစ်လို့လဲဆိုတော့ ENKV က Rakmonov နဲ့ short notice ပုံစံမျိုးထိုးသွားတဲ့အနေထားမှာလဲ ENKV က road တစ်ခုရှိတယ်ဗျာပြီးတော့လူတိုင်းရှောင်နေတဲ့အနေထားဆိုရင်သူကတက်တက်လာတယ်ဗျာဟိုဘယ်သူမှ short notice နဲ့မဝင်ညင်တဲ့အနေထားမှာဆိုရင်တကယ် fighter weather weight တန်းတကယ်ကြောက်ဖို့ကောင်းတဲ့ဆိုရင် fighter တွေနဲ့ပဲသူက short notice နဲ့ဆက်ထိုးရဗျာအဲ့တော့ ဒီဘက်အရန်ကိုကြောက်ကြည့်ဖို့ကြည့်လို့ရင်ခုန်နေဗျာကာလိုပရာဒက်စ်ကပီယန်ဂယ်ရီနဲ့တကယ်ရှင်လို့ရပြီလားဆိုတာကကျွန်တော်အကုန်လုံးသိကြညာတယ်ပြီးတော့ ENKV ကလည်းသူလှုပ်ပြချင်နေဗျာဒီဝိတ်တန်းမှာသူပါကောင်လဲဆိုတော့လှုပ်ပြချင်တော့သူထောင်းထောင်းထောင်းလှုပ်လာတဲ့ကောင်တွေပဲရွေးပြီးတော့ဟိုမြင်းစင်းကြီးနည်းနည်းရရင်လည်းသူထိုးမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေဗျာအဲ့တော့သဘောကျရဗျာဟို ENKV ကိုကျွန်တော်တဖြည်းနဲ့အရင်တော့အလောက်ထိမကြိုက်ပေမဲ့ Tokyo Phone လုံးလုံးမကြိုက်မယ်သဘောကျလာဗျာအဲ့တော့ နောက်ထပ်ပွဲကောင်းတစ်ပွဲထပ်ပြီးကြည့်ရမယ်။အချိန်ထဲမှာ UFC 315အတွက်ဘာထပ်ပြီးပွဲထည့်လိုက်လဲဆိုတော့ကျွန်တော်ဒီပြည်သက်တွေကိုပြောဘူးတယ်လေ။ Spain Fighter Joe ရဲ့ Everest ကိုစောင့်ကြည့်တဲ့နယ်လို့သူတိုင်းတာတစ်ခုထိ rhythm မှန်လာပြီပေါ့နော်။အခုဟိုပြင်သက်ကပေါ့နော်ဒီရှုံးပွဲဆက်လာတဲ့ Banwa Saitanish နဲ့ Joe ရဲ့ Everest ကိုတဲလိုက်ပြီ။တဲပြီးတော့ UFC 350မှာပြန်ပြီးထပ်ပြီးပွဲထည့်လိုက်တယ်ပေါ့နော်။အဲ့တော့ UFC 315ခင်းကျင်လည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။